နိုင်ငံကောင်းဆောင်ဟိုချီမင်းလွတ်လပ်ရေးကောင်းဆောင်ဟိုချီမင်းနဲ့ဟိုချီမင်းရဲ့အမေအိမ်ဆွေးနေရဒီနေရာတော့အလုံးလာဖို့အတွက်ဆိုင်လေးလည်းရှိဥစဉ်လည်းဝေဂျနာလေးတွေဝေရဒါပေမဲ့ဒီမှာတော့အုတ်ထုပ်ကလေးတွေပေါ့အဲအမျိုးသမီးတွေဆောင်းတဲ့ထန်းအုတ်ထုပ်ကလေးနဲ့အတူမျိုးသားတွေဆောင်းတဲ့အုတ်ထုပ်ကလေးဒါမျိုးလေးတွေရှိတယ်ပေါ့အန်တတန်း Come, please. We are not Dali or my dear. ဦးဇင်းတို့အားလုံးလာတဲ့အချိန်မှာရိုက်ပြန်ပြီသူတို့ဝမောအနိုင်ဘူးရောက်ကလည်းအလူဒီမှာတော့ဥဒမသာနာကကြီးရပို့ပြီးတော့ညာရဒါပါပဲရောက်ကလည်းသူ့ပလူတန်လေးကြီးပြီးတော့အဲအဲ့ လေးလေးနဲ့ဒီသားအတန်လေးကိုလုပ်ပြီးတော့ဟုတ်ကဲ့အမတ်တရားတော်မှုအတွက်ရုပ်သမီးတွေဖြစ်တော့လဲဈေးမျိုးမျိုးဝင်ရတယ် Let's go now shopping ဒီတော့နိုင်ငံကောင်းဆောင်တရားရဲ့အောင်မြင်မှုဟိုချီမျိုးရွာလေးရှိရဲဆိုလို့ဟိုချီမျိုးရှိရင်တင်တော့ ဒီမှာရှိတဲ့ပတ်သက်တည်းဒါအောင်ဆိုတဲ့ငူကြီးမှာဒီမှာဒီသက်အတွက်ဦးဇင်းတို့စီရလို့ကနပေးရနိုင်ရောမင်းတန်းနဲ့အမျိုးမျိုးလုပ်ကြတယ်ကောင်းပြီဒါတော့သူရဲ့ uniform လေးတွေနဲ့အမတရားရေးလို့ရှိကြတယ်။ Okay, the first translation ဆိုတော့ ပညာလေးလို့လှုပ်ထားတာအနာပေါ့ဒါကတော့တဘာဝအတိုင်းကျန်သေးလေးစိုက်ထားတယ်အမေအိမ်ဆိုတဲ့ဘောပေါ့နော်ဒီနောက်ဖွဲ့ရောလာကြပါပြီကောင်းပါပြီဟုတ်ပါဘူးခင်ဗျကြိုးသွားလိုက်ပြီမဟုတ်လေနောက်လူမပါကျင်လားဖဲလိုက်မယ်ဖဲလိုက်မယ်အဲဒါလေးပဲပေါ့ဦးဇင်းအကြီးမှတ်နေတာဟုတ်ပါတယ်ရှင်းတော့ဆင်းရဲသားတွေနေတယ်ဒါပေမဲ့ဒီမှာအသီးနှံလေးတွေစိုက်တယ် ကိုချင်းမင်းအမေမင်းရှိလို့အဖေနဲ့ရှိတယ်လေဒီမှာသူတို့ယူနီဖောင်းလေးတွေနဲ့အဲဒါလေးနဲ့အတူဓာတ်ပုံရိုက်ယူလည်းရတယ်ဒီမှာရစာရေးစာရ Regulation of the fire အဲဒါအပေါ်ကစာရဖတ်လို့မလွယ်ဘူးကိုချင်းမသားဆိုတော့ဒီလိုပဲမကြံလေးတွေစိုက်ထားတဲ့တဘာဝတဲ့ရှေ့တော်နဲ့အိမ်လေးတွေကဒီလိုပေါ့ ဒီဘက်ကမှဒီလိုအိမ်တွေမရှိတော့ဒီမှာရှိရင်အကောင်လုံးသွမိုးတွေအုတ်ကျုံမိုးတွေနဲ့ပဲဒါတွေလူလီလက်နဲ့လက်နဲ့လောက်ထတာဥသုနုနိုင်ငံမှာဒါမျိုးတွေရှိသေးတယ်ပြောချင်တာကတော့မူချင်းမြဲအမိရဲ့နေရာလေးကိုအမှန်တရားမပြောင်းမပြက်ဒါလေးကဒီဘက်ခင်မှာပဲပြန်ပြီးတော့အေးနွားတင်းကုတ်ကလေးဒီဆန်ထောင်းတာလေးဒီအဲ့လိုပေါ့ဦးဇင်းတို့ဘုကြောင်ဆန်အိမ်ကိုလာကြတယ်လို့ပဲရှိမှာပေါ့ဒီဘက်ကလည်းဝင်လို့ရတယ်ဒါကတော့ လုပ်ထားတာပေါ့ဒီမှာအဲသူတို့ရဲ့မိသားစုအလုပ်ကလေးတွေပေါ့အကုန်လုံးအိုးလေးတွေအိမ်လေးတွေနဲ့ဒါယဉ်ကျေးမှုတစ်ခုကိုပြတဲ့သဘောပါပဲဒီမှာလူတွေဘလို့နေတယ်အဲကံဘလို့အိတ်ခမ်းဘလို့ဒါပါပဲဘုရားမြန်မာနိုင်ငံဘူဂျောင်းဆန်နမောက်အိမ်ကိုတွန်းလဲဒါပေမဲ့ဘူဂျုံနမောက်အိမ်ကအတော်လေးမြင့်တယ်ဥပ္ပါတော်စုကတဲ့ပြန်တော့အရာရှိမျိုးရိုးလို့ပြောရမှာပေါ့ အဲမြို့မှာလည်းတတိပေါ်ဒါအေကန်းလေးပေါ့ဒီလိုပေါ့အဲအဲ့လိုပြီးလို့လေးတွေနဲ့ဒါလည်းအဲဟိုချင်းမင်းအမေကအဲ့လိုရှိချင်မှရှိမယ်ဒီဘက်ခင်မှာတော့ပို့ပြီးတော့လဲအစ်စ်မိအောင်လှုပ်ထားတဲ့သဘောပါရည်ကြည်တာသူတို့ရဲ့ဒီမှာဖြာရက်ထားတဲ့လက်ရာလေးတွေအတွေးခေါ်လေးတွေအယူဆလေးနဲ့အတူဆက်လိမတောင်းရဆိုလည်းရည်ထားတာပေါ့ဒါမှမဟုတ်မိသားစုနေတဲ့အိမ်ရဲ့ပတ်ဝန်းကျင်အပြည့်အစုံတကားပေါက်ကလေးနဲ့ ဒီမှာရီကန်လေးရယ်တကယ်တော့လေ အမတ်တရားဆိုတော့ဒီနားမှာသူဇီးလေးလုတ်ပြထားတယ်။ဟိုချင်းမင်းအမိအမတ်တရားဇီးလေးပေါ့ဒီမှာအသီးနှံလေးကြီးစိုက်ထားတယ်။စားရတာမစားရတာဟိုချင်းမင်းလက်ထက်အဲလိုပေါ့ထောင်ကူရချောပဝန်းကျင်ကရှိတာမရှိတာနောက်ထားဒါမှမဟုတ်အခုတော့လှအောင်ညချင်းအောင် လုတ်ထားရတာပါပဲ ဒါဆိုမဲ့ဒီပဝန်းကျင်ကိုအားလုံးကြောင်းလေးတွေရှိမယ်မိဇာလေးတွေဈေးရယ်အကုန်လုံးရှိကြတယ်ဒီကအလုံးပတ်ပြီးတော့ဓာတ်ပုံလေးတွေရိုက်ကြတယ်အော်ရကောင်းတာကဦးချင်းမင်းရဲ့နိုင်ငံတော်အခမ်းအနားကိုတွမ်းတယ်သူကလေးလေးတွေကိုစီတန်းပေးတယ်အခုလည်းကြည့်ဒီကလေးလေးတွေကဟိုချင်းမင်းအိမ်ကိုအလဲလာခိုင်းတာပေါ့ဦးစင်းရောက်တဲ့ ုချင်းမင်းမျိုးတော်ဆိုင်ကူမှာလဲဒီလိုပဲလူငယ်တွေကမျိုးချစ်စိတ်တွေတိုင်းပြည်ချစ်စိတ်တွေဖြစ်သွားအောင်အဲအဲ့လိုအဲ့လိုဒီလိုနိုင်ငံမှာကြတော့အဲ့လိုဒါမူယူဆီယမ်မာလေးတွေပေါ့ဟွအရေးကြီးတာသူတို့ရဲ့စိတ်ဓာတ်ကိုထည့်ပြီးတဲ့ဘုရားဒါအတိုင်းပြည်တိုင်းမှာလို့မှာဦးဇနုနိုင်ငံမှာအဲ့အလုပ်တွေမလုပ်ဖြစ်ကြတော့ဆရာဆရာမတွေကလည်းစာတင်ဖို့ရဲ့နံပါတ်2ပြုတ်ဝဲဖြစ်နေတာ ရေးကြည့်တာအသိဉာဏ်တွေဖွံ့ဖြိုးဖို့မကြိုးစားကြဘူး။ဦးဇင်းဟာအခုဆိုတက်60ကျော်လာပြီ။ခေါင်းဆောင်တယောက်ရဲ့အတွေ့အခေါ်ယူဆဟာတာမန်နဲ့မတူတဲ့အမြင်ဖြစ်ရတော့မှာ။ဒါကဟိုချင်းမအမိရွာလေးလို့ပြောရမှာပေါ့။အခေတုန်းကသူလမ်းနေပေါင်းနေမရှိကြလားဘူး။ဒါတထေးလည်းရှိမှာပဲ။အင်ကြီးအင်ကောင်းတွေလည်းရှိမှာပဲ။ဒါပေမဲ့ဒါတော့ကြီးသွားလိုက်ရင်ဦးဇင်းတို့အမတ်တရသွားကြတာပေါ့။ cái li li, đi thì em mát rồi lưu về xuống ngon rồi tôi cho nó xe rồi hi 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 ok vamos một bút đủ tăng ngay vậy tôi nè cái li này dài lắm để rồi hai con ngồi hai bên xin con rồi ta chụp cho mà ကလေးတွေကိုအဲ့လိုဆီယမ်မတွေအော်ပြင်ပြီးရဆီယမ်မတွေအလုပ်တွေလည်းရှိတယ်ပတ်သက်တွေလည်းရကြတယ်အဲရီထာကောင်းမန်တော့တော်သူအတန်ကွင်းနေသူပေါ့ဒီကဘေးရကြည့်တာပေါ့ကောင်းပြီ visiting regulator general ကဲဒါကတော့ရှေ့အင်းလေးတွေရဲ့ရှင်းမပြအောင်မရဘူးပေါ့ personal အဲဒီမှာတဘာဝခရညံစိုက်ခင်ပေးစိုက်ခင် မတရားအင်းနဲ့ဒါစာပင်ကြောင်းလေးပဲလားဟေးပေါ့ဘာပဲပေါ့ဒါဒီလူတွေလာတော့နိုင်ငံညာသားအတွက်ငွေရတော့ဝင်ငွေရတာပေါ့အဲဟိုမှာကြောင်းသားလေးတွေကလေးလေးတွေအဲ့လိုမင်းလားသူတို့ရဲ့စိတ်ထဲမှာငငယ်ရတိုင်းအယုံဆွဲသွားအောင်ပြတာပေါ့ မြို့တော်ခမ်းမကြီးပြတယ်အမျိုးသားရေးအငြင်းကြီးပြတယ်ကလေးတွေနှလုံးသားတွေကိုတိုင်းပြည်ချစ်စိတ်နိုင်ငံချစ်စိတ်ထည့်ပေးကြတာပေါ့အားလုံးတော့သူတို့လူမျိုးတွေလည်းလာလိလာတယ်ရှင်းပြတယ်ဒါကတော့ဦးဇင်းတို့နိုင်ငံအကြောင်းလေးလိုပဲပေါ့ về nguồn thành công tốt đẹp và xin hẹn gặp lại xin tạm biệt quý vị quan tâm lại nhé gặp lại chúng ta video ạ သူဘာသာတရားနဲ့နားနဲ့အိမ်ကြီးကိုယ်တားနေလို့ဟာတယ်မင်းတွေ့ရတဲ့အတိုင်းတိပါသေးဆိုတဲ့စိတ်ကလွဲပြီးတော့ဦးဇင်းဘုံမန်းတော်မပြောနိုင်ဘူးဒီလိုယူနီဖောင်းနဲ့သူတို့ရှင်းပြတယ်ဒါသူတို့ရဲ့ 有那人村的，引金我拿的。哎，我去没现金过。哎哎。他都能人，也不，嘿嘿，啥东西都我。好，你你这弄块狗？弄块布多美。嗯嗯嗯。我你他妈这人。

today I'm um, uh, very happy uh, today um, I'm everyone to receive President Moon Jae-in's homeland. Ya, dah mula jangan malas <sighs> simbiang <sighs> <sighs> mana. ကောင်းပါပြီဒါလေးလည်းတော်တော်များများဟောစာဖြစ်သွားရိုက်ပြပြီးအမတ်တရဖြစ်သွားပြီဆိုတော့ Thank you for your effect ဟောဒီမှာသူရဲ့ယုံကြည်မှုပေါ့လူလူပြောတာအင်းရင်တော့ဖြစ်မှရှိရဖျားစင်ပေါ့သူယုံကြည်မှုနဲ့တူပေါ့ဒါဟိုချီမဲလက်ထက်ကတည်းဟမ် Okay, okay. Thank you. မင်းလာပြီးပူဇော်ကြတယ်ပေါ့။ဟောအောင်မြင်ရင်အထိမ်းမှဟိုရှင်မင်းအမျိုးတွေအဲ့လိုရှိမှာပေါ့။ကိုလည်းမသိပါဘူး။တိနိုင်လောက်နဲ့ပူဇော်တဲ့ငူကြီးတွေထဲတယ်။လူရန်နဲ့သူရဲ့ကုဝံမှုတွေပေါ့။သူတို့ကြီးကြီးညိုညိုရှိတာပေါ့။သူတို့ဘာသာတရားအရာအလုံးက ဘုရားမသားကြီးဆုသလိုပဲဒါပေမဲ့ကိုယ်ဝယ်ဖို့အဲတိဆောက်ဘူးလို့ရောမတူကြဘူးပေါ့အင်းကတော့အန္တရာလမန္တကလေးပဲလဲဦးချီကတော့ဒီမှာအားလုံးနဲ့ဝင်ပေါက်ကိုတမင်ကုတ်တဲ့၃ခုထားတာ၆တော့မြောက်ရအောင်ဒီမှာတော့ပန်းကြံလေးလိုပါပဲဟောမှာပြီးဓမ္မမစီလေးလိုက်ပြလို့လည်းမစုံဘူးမတရားကြီးလည်းအများကြီးပဲ ဆိုတော့ဥဇင်းနဲ့တန်လေးကိုမတရားတင်ပြရင်ရလိုက်ပါရမယ်ကျမချမ်းသာပါလေကိုနိုင်ငံကိုလူမျိုးကိုဘာသာကိုရင်ချင်းကိုတန်ဖိုးထားတဲ့သူတော်ကောင်းတွေဖြစ်ပါသည်ဒီကံရေချိုးတဲ့အဲလိုပြီးလို့ရဒီမှာတော့အခွန်မှုအစဉ်မြင့်လာပြီးအုတ်ကျွတ်တွေဖြစ်လာဒါသူတို့ယူနီဖောင်းတွေပေါ့ ်။အချမ်းမြေလွတ်မြောက်နေပြန်ရောက်ပါလေ။